ခေတ္တကြီးပြည်သူများအားလုံးမင်္ဂလာပါဒီလရဲ့ဤပညာကဏ္ဍကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့လူမှုကွန်ရက်စာမျက်နှာမှာအကောင့်အထုတွေနဲ့မိတ်ဆွေတို့ရဲ့တငယ်ချင်းအယောင်ဆောင်ဒါမှမဟုတ်ဆွေမျိုးသားချင်းအယောင်ဆောင်ဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်ရဲ့အယောင်ဆောင်အကောင့်အထုတွေနဲ့ပတ်စံလိန်လဲပြီးလိုက်ချေးနေတာတွေကိုကြုံဘူးတွေ့ဘူးကြမှာထင်ပါတယ်ဓာတ်ပုံနဲ့နာမည်သိုံနဲ့ဒီလိုမျိုး Facebook ကဲ့သို့လူမှုစာမျက်နှာမှာအကောင့်အထုတွေလုပ်ပြီးတော့မတမာမှုတွေကျူးလွန်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုဖြစ်ပျက်ကိုကြုံဘူးတွေ့ဘူးမယ်ဆိုရင်တော့ ီကနေ့ဗီဒီယိုလေးကမိတ်ဆွေကိုဘုသူတပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ခေါင်းစဉ်လေးကိုတော့မိမိဖြစ်ကြောင်းအချက်အလက်ကောင်းများလို့အမိပေးထားပါတယ်။တကယ်က PII Personal Identifiable Information ဆိုတဲ့ခေါင်းစဉ်ကိုတင်ဆက်ချင်တာဖြစ်တဲ့အတွက်မြန်မာလိုဓာတ်ရိုက်ဘာသာပြန်ပြီးအမိပေးရတာဖြစ်ပါတယ်။ Internet ဆိုတာကျွန်တော်တို့လူသားတွေရဲ့နေစဉ်ဘဝမှာမရှိမဖြစ်အရာတစ်ခုဖြစ်လာတာနဲ့အများမတော်လောဘမတမာသူလူများကလည်း Internet ကိုအသုံးချပြီးတော့ပြစ်မှုမျိုးစုံကိုကျူးလွန်လာနေကြပါတယ်။ ါကြောင့်ဒီကနေ့အကြောင်းအလေးကကြည့်ရှုသူမိတ်ဆွေများအတွက်သိထားသင့်တဲ့ဘုသူတာတစ်ခုဖြစ်တယ်ဆိုတာယုံကြည်တာကြောင့်ရွေးချယ်လိုက်ခြင်းနဲ့ဖြစ်ပါတယ်။ဗီဒီယိုအစမှာပြောခဲ့တဲ့အကောင့်တူနဲ့ငွေလိမ်ခံရဘူးတာမိမိကိုယ်တိုင်ရဲ့အကောင့်တူအလုတ်ခံရတာစတဲ့လိမ်လည်မှုတွေဆိုတာဟာကိုကိုကိုလို့တတ်မှတ်နိုင်တဲ့သတင်းအချက်လက်တွေဖြစ်တဲ့နာမည်ဓာတ်ပုံတနည်းအားဖြင့် PII အချက်တချို့ကိုရရှိသွားတာကြောင့်ဒီလိုလိမ်လည်မှုစောင့်နေတာဖြစ်ပါတယ်။ဒါဟာနိပညာထွန်းကားတဲ့ခေတ်ကြီးမှာဘာမှမပြောပါတော့တဲ့လိမ်လည်နည်းတစ်ခုသာသာဖြစ်ပါတယ်။ ဖီအန်ကိုအသွွန်ပြုတဲ့တခြားသောဤပညာမြင့်တဲ့လင်းလန်ဤတွေအများကြီးရှိလို့နေပါသေးတယ်။အဤပညာမြင့်မားတဲ့ခေတ်ကြီးမှာ website တွေ application တွေဆိုတာကလုပ်ငန်းတစ်ခုအတွက်လိုအပ်လာတဲ့အရာတစ်ခုဖြစ်ပါတယ်။အဒီနေ့ဗီဒီယိုလေးကိုအဓိကကူညီပံ့ပိုးပေးတဲ့ Myanmar Web Creator Company Limited မှာမိတ်ဆွေတို့ရဲ့ website ထောင်းကျင်တာ application ရေးကျင်တာစတဲ့ internet ဤပညာနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေကိုလုံခြုံမှုကောင်းကောင်းနဲ့ရယူနိုင်ပါတယ်။ 39958382006 39958382006စတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအဲ့တော့အကြောင်းလေးကိုပြန်ဆက်ရရင် website တစ်ခုကို sign up register လုပ်တော့မယ်ဆိုရင်ဖုန်းနံပါတ် email စသဖြင့်မိတ်ဆွေတို့ရဲ့ PII အချက်တွေကိုတောင်းယူကြပါလိမ့်မယ်ဒါကအခုခါမှာပုံမှန်တစ်ခုလိုဖြစ်နေပါပြီဒီနေရာမှာမိတ်ဆွေတို့ sign up လုပ်ထားတဲ့ website သို့မဟုတ် application ရဲ့စာပါကွန်ပျူတာပေါ့နော်ဒါကို မတမာသူတို့ကတက်ခိုက်မှုကြောင့်အချက်လက်တွေပေါက်ကြားခြင်းဖြစ်နိုင်ပါတယ်ဖြစ်လဲဖြစ်ခဲ့ပါတယ်ဖြစ်နေစေလည်းဖြစ်ပါတယ်နောက်အနာဂတ်မှာလည်းဖြစ်လာနိုင်ပါတယ်ဗောနော်ဒီလိုပေါက်ကြားသွားတာကို ID အသုံးလုံးရ data breach လို့ကျွန်တော်တို့ကသုံးပါတယ်ဒီလိုပေါက်ကြားသွားရင်တာဝန်ယူမှုရှိတဲ့ website တွေ application တွေကမိတ်ဆွေတို့ထံကိုအကြောင်းကြားမှာဖြစ်ပြီးတော့တာဝန်ခံမှုမရှိတဲ့ website တွေ application တွေကတော့မိတ်ဆွေထံကိုအကြောင်းကြားမှာမဟုတ်ပါဘူးဒီလို data breach ဖြစ်သွားတဲ့အခါ NDA များများများဆိုတာဒီကျွန်တော်တို့ sign up လုပ်ခဲ့စဉ်ကတောင်းဆိုတဲ့အချက်လက်တွေကိုဘလောက်ထိပေးခဲ့တယ်လဲပုံမှန်မူတည်ပါတယ်။ PIN တွေအများအပြားဖြည့်ခဲ့မယ်ဆိုရင်ရတော့တဲ့သူကမိတ်ဆွေရဲ့ပုံစံကိုအင်တာနက်မှာအတုလုပ်ပြီးတော့ bank account တွေခိုးယူတာတခြားအရေးကြီးချက်လက်တွေခိုးယူတာစတာတွေကျူးလွန်နိုင်ပါတယ်။မိမိရဲ့တုံးနေကြ email က data breach ဖြစ်ခဲ့တဲ့ server တွေမှာပါခဲ့လားမပါခဲ့ဘူးလားဆိုတာကိုကျွန်တော်ဒီ website လေးမှာတွားရပြီးစစ်ဆေးနိုင်ပါတယ်မဟုတ်လား။ဒီမှာကျွန်တော် website လေးစာလေးပေးထားပါတယ်။ အဲမိမိရဲ့ email လိပ်စာကိုရိုက်ထည့်ပြီးတော့စစ်ဆေးကြည့်နိုင်ပါတယ်မိတို့ရဲ့ email လိပ်စာက data breach ဖြစ်မှုတွေဆိုရင်မိတို့ရဲ့ PII အချက်တွေကိုခိုးယူခံရကောင်းခံထားရနိုင်ပါတယ် PII ဒီမိတ်ဆွေကိုဘယ်သူဘယ်ဝါဆိုတာသတ်မှတ်နိုင်တဲ့အချက်လက်ဖြစ်တာကြောင့်အလွန်ရေးကြည့်ပါတယ်ဥပမာမှတ်ပုံနဲ့နံပါတ်လိုပေါ့နော်မှတ်ပုံနံပါတ်ဆိုတာလည်းပဲ PII ဖြစ်ပါတယ်ကဲဒီတော့ PII အချက်တွေခိုးယူခံရပြီးရင်နောက်ဆက်တွဲဘာတွေဖြစ်နိုင်မလဲပေါ့ ဒါကတော့ခိုးယူတဲ့လူရဲ့ရည်ရွယ်ချက်တွေပေါ်မှာအဓိကမူတည်နေပါတယ်ဆိုတာက तू ဘာလို့ချင်လို့ခိုးတာလဲပေါ့နော်သို့တော်လည်းပဲရေဘူးရအဖြစ်ခိုးယူခံရပြီးရင်ဖြစ်လိဖြစ်ထရှိတဲ့ဒူးစရိုက်မှုလေးတွေကိုဒီနေရာမှာဘုသူဒအနေနဲ့ဖော်ပြပေးကြပါတယ်ပထမဆုံးချက်ကတော့အပေါ်မှာပြခဲ့တယ်လို့ပေါ့နော်ဒီ identity theft ပေါ့နော်အင်တာနက်ပေါ်မှာမိမိအယောင်ဆောင်ပြီးတော့ပစ္စည်းဝယ်ယူခြင်းဘဏ်အကောင့်တွေဖန်တီးခြင်းမိမိအကောင့်များဖြင့်မိမိနာမည်တူအကောင့်အနေနဲ့ပေါ့နော် ဒုစရိုက်လုပ်တွေဆောင်ရွက်ခြင်းစသဖြင့်ဆောင်ရွက်တတ်ကြပါတယ်။ဥပမာဗျာကိုယ်တိုင်တော့မသိလိုက်ရပဲနဲ့ကိုယ့်ရဲ့ KP account တွေရှိနေတာမျိုးကိုယ်တိုင်ကမဖွင့်ထားဘူးဒါပေမဲ့ KP account ကြောင့်ရှိနေပါတော့။ပြီးရင်ကိုယ့်ရဲ့ KP account တွေနဲ့ငွေဝင်ထွက်ပေါင်းများစွာရှိခဲ့ပြီးကိုယ်တိုင်တော့မသိခဲ့ရတာမျိုးစတာတွေကိုမိတ်ဆွေတို့ကြားသိကြုံတွေ့ခဲ့ရမှုပဲထင်ပါတယ်။ဒါဟာ PII ခိုးယူခံရခြင်းကြောင့်နောက်ဆက်တွဲရလာတဲ့ဒီအန်ရီတွေဖြစ်ပါတယ်ဗောနော်။ နံပါတ်1အချက်ကတော့ financial loss ငွေကြေးနဲ့ပတ်သက်ပြီးခိုးယူခံရမျိုးဖြစ်ပါတယ်။ PIN ထဲမှာ credit gap number လိုမျိုး visa gap number လိုမျိုးဒီလိုဟာတွေခိုးယူခံရရမယ်ဆိုလို့ရှိရင်မိမိရဲ့ငွေကြေးတွေဆုံးရှုံးမှုများစွာဖြစ်နိုင်ပါတယ်။ဥပမာဗျာ online ကနေဈေးဝယ်ရင်းနဲ့ visa gap ပါသွားလို့ဘဏ်မှာသွားပိတ်ခံရတဲ့ကိစ္စတွေတော်တော်များများဖြစ်ခဲ့ကြဘူးပါတယ်။နံပါတ်3ကတော့ reputation ကို damage ဖြစ်စေတာပေါ့နော် damage to reputation ဒါကတော့ဒီလိုဗျ PIN ဆိုတာ ကိုကိုကိုဘယ်သူဘာလို့တတ်မှတ်နိုင်တဲ့အချက်ဖြစ်တာကြောင့်အင်တာနက်မှာမိမိနဲ့ပတ်သက်တဲ့အတုအယောင်တွေဖန်တီးနိုင်ပါတယ်။ဥပမာဗျာကိုမျိုးသားရဲ့ PII တွေပေါက်ကြားသွားမယ်ဆိုရင်ကိုမျိုးသားနောက်တစ်ယောက်အင်တာနက်ပေါ်မှာပေါ်လာပြီးတော့မဟုတ်တာတွေလုပ်မယ်ဆိုရင်တကယ်ကိုမျိုးသားရဲ့ဂုဏ်သိက္ခာကြာဆင်းမှုတွေဖြစ်တာနိုင်ပါတယ်။ဒါမျိုးကိုပြောတာပါ။အဲဒါတွေကတော့ PII ပေါက်ကြားသွားရင်ဖြစ်လေဖြစ်တာရှိတဲ့ကိစ္စရည်ဖြစ်ပါတယ်။အဲတော့ PII ကိုလော်လော်လေးနဲ့မပေါက်ကြားစီဖို့အတွက်နော်လော်လော်နဲ့မပေါက်ကြားစီဘယ်အချက်တွေယူဆရမလဲပေါ့။ ဒါလည်းအရေးကြီးပါတယ်။ဒါကြောင့်မလို့တာမန်အသုံးပြုသူတယောက်အနေနဲ့ view site နဲ့အချက်တချို့ကိုမျှဝေပေးခြင်းပါတယ်။ပထမဆုံး view site ရမှာကတော့မိမိရဲ့အချက်လက်တွေကိုတော်ယုံတန်ယုံမမျှဝေမိပါစေနဲ့ပေါ့နော်။ဥပမာပြဈေးဝယ်စရာမလိုတဲ့ website တွေကမိတ်ဆွေရဲ့ credit card ကိုတောင်းနေရင်ဒါမလိုပဲတောင်းတာဖြစ်လို့မပေးစင်ပါဘူး။ဒါအပြင်ခိုင်မာမှုမရှိတဲ့ website တွေမှာမိမိရဲ့အချက်လက်တွေကိုအကုန်ပေးတာမျိုးမလုပ်သင့်ပါဘူး။ဘာလို့ဆိုတော့ဒါမခိုင်မာတဲ့အတွက် website တွေက မိတ်ဆွေရဲ့ PIN ကိုအာမခံချက်မပေးနိုင်လို့ပါဒုတိယချက်ကတော့ password တွေကို strong ဖြစ်အောင်ပေးဖို့လိုပါတယ် special character ဖြစ်တဲ့ဒါမျိုးလေးတွေပေါ့နော်ဒီလို character လေးတွေကိုမိတ်ဆွေရဲ့ password မှာထည့်သုံးသင့်ပါတယ်ပြီးတော့တော့မလုပ်ရမယ့်တစ်ချက်ကကျတော့ account မှန်သမျှမိတ်ဆွေရဲ့ရှိသမျှ account တွေအကုန်လုံးကို password အတူတူထားတာမျိုးကိုလည်းရှောင်ကျဉ်သင့်ပါတယ်ပေါ့နော်တတိယချက်ကတော့ two factors authentication ပေါ့နော်အခုနောက်ပိုင်း Facebook ကဲသို့လူမှုကွန်ရက် website တွေမှာ 2 two factors တွေခံလာကြတယ်ပေါ့နော်ဒါဟာလုံခြုံမှုကိုတိုးစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသုံးပြုတင်ပါတယ်နော်နောက်ဆုံးအချက်ကတော့ phishing လို့ခေါ်တဲ့ scam တွေကိုသတိထားဖို့ပါနော်အရင်ကလည်းကျွန်တော်ပြောခဲ့ပြီးပါတယ်ငားများခြင်းကျွန်တော် phishing ပေါ့နော် phishing နဲ့တူတဲ့အတွက်ကြောင့်မို့လို့ဒီလို phishing လို့ခေါ်တာဖြစ်ပါတယ်မိတ်ဆွေကိုငစားနဲ့မျှတာပေါ့မထီပေါက်ပါပြီလို့ကန်ဆယ်မဲ့ပေါက်ပါတယ်လို့ပြီးတော့မိတ်ဆွေအကောင့်မှာဘာဖြစ်နေပါပြီလို့စသဖြင့်ငစားဘောင်းစုံနဲ့မျှပြီးတော့အချက်လက်တွေ လိမ်လည်ရယူနေတာတွေတော်တော်တွေ့လာရပါတယ်။ဒါပြင်ပုံစံတူ website အတုတွေနဲ့ငွေလိမ်နေကြတာတွေလည်းတွေ့မြင်လာရပါတယ်။အများသောပြင်ဒီ crypto website တွေအများစုကငွေလိမ်နေကြတယ်ကျွန်တော်တွေ့လာရတယ်ဗောနော်။အဲဒါတွေကိုလည်းသတိထားကာကွယ်သွားကြဖို့လိုအပ်ပါတယ်။ဒါကတော့ရှောင်ကျင်ဖို့လိုအပ်တဲ့အချက်တွေကိုတာမန်အသုံးပြုသူတယောက်အနေနဲ့လိုက်နာဖို့ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ထဲထဲဝင်ဆိုရင်တော့ဓာတ်ထက်ပိုပြီးသတိထားရမှာရှိပါသေးတယ်။ ဒါပြင်မိတ်ဆွေအနေနဲ့အင်တာနက်ပေါ်မှာတွေ့ကြုံမှုတဲ့လိင်လယ်နည်းတွေကိုဒီ post ရဲ့ comment မှာမျှဝေပေးခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ဗျ။နီကုံယုံနေနဲ့ PI ဆိုတာဒီအရေးကြီးကြောင်းပေါက်ကြားသွားရင်ဘလို့တွေဒုက္ခရောက်နိုင်ကြောင်းနဲ့ဘလို့တွေသတိထားအသုံးပြုတင်တယ်ဆိုတဲ့အချက်တွေကိုမိတ်ဆွေတို့သိရှိပြီးတော့အင်တာနက်ပေါ်မှာလုံခြုံစွာအသုံးပြုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ကိတုကေကပညာရေးဖောင်ဒေးရှင်းတစ်ခုလှုပ်ထားပါတယ်။ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ဒီ KB နံပါတ်နဲ့ WB နံပါတ်တွေကို K2 ကီလို့နှုတ်မှရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လဲဆုံတွေ့ကြပါစို့ခင်ဗျာ